ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှာကြိုဆိုပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး19အငယ်1မှ42သူအခါပြည်လက်မင်းသည်ယေရှုကိုယူ၍ ရိုက်ပြီးမှစစ်သူရဲတို့သည်စူးပင်နှင့်ရက်သောဥယစ်ကိုကောင်းတော်၌တင်၍ညီမောင်းသောဝစ်လုံးနှင့်ခြုံစေပြီးလျင်ယုဒရှင်ဘုရင်ကိုရောတိမင်္ဂလာရှိစေတည်းတည်းဟုဆို၍ရိုက်ပုတ်ကြ၏ပိလမင်းကလည်းဤသူ၌အဘယ်အပြစ်ကိုမျှငါမတွေ့ကြောင်းကိုသင်တို့သိစေခြင်းငါသူ့ကိုသင်တို့ရှိရာသို့ငါထုတ်ပြသည်ဟုဆို၏ ထိုအခါယေရှုသည်စူးပင်ဥယျာဉ်နှင့်ဤမောင်းသောဝှက်လုံကိုဝှက်ရက်ပြင်သို့ထွက်ကြတော်မူ၏ပြီးလက်မင်းကလည်းသူ့ကိုကြည်ကြလောဟုဆို၏ယိဘရောဟိတ်အကြီးတို့နှင့်လူလင်များတို့ကထိုသူကိုလက်ဝါးကတိုင်မှရိုက်ထားပါရိုက်ထားပါဟုဟစ်ကြော်ကြ၏ပြီးလက်မင်းက တင်တို့ဒီသူ့ကိုယူ၍လဝါကတိုင်းမှာရိုက်ထားကြငါသည်သူ၌အပြစ်ကိုမတွေးဟုဆိုလင်ယူဒလူတို့ကဤသူသည်ဖျားသခင်ဤသားတော်ဖြစ်အောင်ဆောင်သောကြောင့်အကျွန်ုပ်တို့၌ရှိသောဓမ္မသက်အတိုင်းတည်ထိုက်ပါသည်ဟုပြောကြ၏သူစကားကိုကြားလျင်ပိလက်မင်းသည်တာ၍ကြောက်သဖြင့်အိမ်တော်ဦးထဲသို့ဝင်ပြန်၍ယေရှုအားတင်သည်အဘယ်ကဖြစ်သည်နည်းဟုမေးလျင်တခွန်းကိုမျှပြန်တော်မမူ ပြီးလက်မင်းကလည်းငါနဲ့စကားမပြောသလိုငါဒီတင့်ကိုလဝါကတ်တိုင်းမှာရိုက်ထားပိုင်ဒီကို၎င်းလှုပ်ပိုင်ဒီကို၎င်းတင်မတိလို့ဟုဆိုတော့အထက်အရက်မှအခွင့်ကိုမရလျင်မင်းကြီးဒီငါကိုအဘယ်သူမှမပြုတ်ပိုင် ထို့ကြောင့်ငါကိုမင်းကြီးလက်သို့အံ့နံတော်သူသည်တာ၍ကြီးသောအပြစ်ရှိသည်ဟုမိန့်တော်မူ၏ ထိုအခါမှစ၍ပြည်လက်မင်းသည် ကိုရောကိုလွတ်ခြင်းငါရှာချမ်းလေ၏ယူဒလူတို့ကလည်းထိုသူကိုလွတ်လျင် ကိုရောသည်ကဲတာဘရင်ဤအဆွေမဟုတ်ပါရှင်ဘရင်လှုပ်တော်သူမိသည်ကကဲတာဘရင်ဤရန်သူဖြစ်ပါသည် ဟုရှောက်ကြ၏ထိုစကားကိုကြားလျင်ပြည်လက်မင်းသည်ယေရှုကိုပြန်တို့ထုတ်ပြီးမှ ဟိပြဲစကားအပြင်ကပတအမိရှိ၍ကြောက်ခင်းဟုခေါ်ဝေါ်သောအရ၌တရားပလင်ပေါ်မှထိုင်လေ၏ထိုနှစ်အချိန်ကပတ္တခအဖိတ်နှင့်တစ်ချက်တည်းအချိန်လောက်ရှိ၏ပြီးလက်မင်းကလည်းသင်တို့၏ရှင်ဘုရင်ကိုကြည်ကြလောဟုယူဒလူတို့အားပြောဆိုလျင်ထိုသူကိုထုတ်ပါထုတ်ပါလောဝါကတိုင်မှရိုက်ထားပါဟုလူများဟစ်ကြော်ကြ၏ ပြီးလက်မင်းကလည်းတင်တို့ဤရှင်ဘရင်ကိုလဝါကတ်တိုင်မှာရိုက်ထားရမည်လို့ဟု မေးပြန်လင်ရစ်ဘရဟိတ်အကြီးတို့ကအကျွန်ုပ်တို့၌ကဲတာဘရင်မှတပါအဘယ်ရှင်ဘရင်မျှမရှိပါဟုပြန်ပြောကြ၏ထိုအခါပြီးလက်မင်းသည်ယေရှုကိုလဝါကတ်တိုင်မှာရိုက်ထားစေခြင်းငှာထိုသူတို့လက်သို့အပ်သည်ဖြင့်သူတို့သည်ကိုရောကိုယူ၍ထုတ်သွားကြ၏ ကိုရောသည်မိမိလက်ဝါးကတ်တိုင်ကိုထမ်းလျက်ဥကောင်းခွန်အရက်ဟူ၍တွင်သောအရက်သို့ထွက်တော်မူ၏ထိုအရက်က ဟေပြဲစကားအဖြစ်ဂောလဂောတအမည်ရှိ၏ထိုအရက်၌ကိုရောကိုအခြားသောသူနှစ်ယောက်နှင့်တကွလက်ဝါးကတ်တိုင်မှရိုက်ထားကြ၏ထိုသူနှစ်ယောက်အလယ်မှာယေရှုသည်နေရာကျသည်ပိလက်မင်းဒီလဲကပီးလိပ်စာကိုရေး၍လဝါကတ်တိုင်တော်၌တက်လေ၏ လိပ်စာချက်ဟူမူကယူဒရှင်ဘရင် နာဇရက်မြို့သားယေရှုဟုရေးထားသည်ယေရှုကိုလက်ဝါးကတ်တိုင်မှရိုက်ထားသောအရက်သည်မြို့နှင့်နီးသည်ဖြစ်၍ထိုလိပ်စာကို ဟေဘဲဘာသာဟေလတဘာသာယောမဘာသာအားဖြင့်ရေးထားသောကြောင့်ယူဒလူများတို့သည်ဖတ်ကြ၏ထိုကြောင့်ယူဒယစ်ဘရောဟိအကြီးတို့သည်ပိလက်မင်းထံသို့ဝင်၍ယူဒရှင်ဘရင်ဟုမရေးပါနှင့်ငါသည်ယူဒရှင်ဘရင်ဖြစ်သည်ဟု သူဆိုချောင်းကိုရေးတော်မူပါဟု ရှောက်ကြလည်ပြီးလက်မင်းကငါရေးပြီးသောအရာကိုငါရေးပြီးဟု ပြန်ဆို၏စစ်သူရဲတို့သည်ယေရှုကိုလက်ဝါးကတိုင်၌ရိုက်ထားပြီးမှအဝတ်တော်တို့ကိုလေးပိုင်းပိုင်း၍တယောက်တစ်ပိုင်းစီယူကြလည်၏ အတွင်းအင်ဂျီတော်ကမချုပ်ပဲလျက်အထက်စွန်းမှဒီအောက်စွန်းတိုင်အောင်ရက်တော်အင်ဂျီဖြစ်တော်ကြာထိုသူတို့ကအင်ဂျီကို မဆုတ်ကြနှင့်အဘဲသူယူရမီကိုဆက်ရည်တံခြားကြကုန်အံ့ဟုအချင်းချင်းဆိုကြ၏ကျန်းစာလာသည်က သူတို့သည် အကျွန်ုပ်အဝတ်ကိုအချင်းချင်းဝေဖန်၍အကျွန်ုပ်အင်ဂျီကိုဆက်ရည်တံခြားကြပါ၏ဟုသော အချက်စကားကိုပြေစုံစေ၍စစ်သူရဲတို့သည်ထိုသို့ပြုကြ၏ ယေရှု၏လဝါကတိုင်တော်နာမှာမေတော်နှင့်မေတော်၏ညီမဖြစ်သော ကလောဖ၏မယားမာရိနှင့်မဂဒလမာရိတို့သည်ရက်နေကြ၏ထိုအခါမေတော်နှင့်ချစ်တော်မူသောတပည့်တော်သည်အနားမှာရက်နေသည်ကိုယေရှုသည်မြင်တော်မူလျှင်မေတော်အားအချင်းမိမ့်မှသင်၏သားကိုကြည့်ပါဟု၍၎င်းတပည့်တော်အားလည်းသင်၏အမိကို ကြည့်ပါဟု၍၎င်းမိန့်တော်မူ၏ ထိုအခါမှစ၍ထိုတပဲ့တော်သည်မဲတော်ကိုမိမိအိမ်၌တိန်ထား၏ထိုနောက်မှစံစာပြည့်စုံစေခြင်းငှာအမှုရှိသည်မြကုံစင်ပြီးဒီကိုတည်တော်မူလင်ရေငတ်သည်ဟုမိန့်တော်မူ၏ထိုအရ၌ပုံးရည်နှင့်ပြည့်သောအိုးတလုံးရှိသည်ဖြစ်၍ထိုသူတို့သည် ရေမှိုတထွေးကို ပုံးရည်နှင့်ပြည့်စေပြီးလင်ဟုတ်တုတ်ပင်အကိုင်းဖြား၌တက်၍ကဒွင်းတော်သို့ကတ်ထားကြ၏ယေရှုသည် ပုံးရည်ကိုခံပြီးမှ အမှုပြီးပြီဟုမိန့်တော်မူလျက်ခေါင်းတော်ကိုငိုက်ဆိုင်ညွတ်၍အသက်တော်ကိုစွန့်တော်မူ၏ထိုနေ့သည်အဖိတ်နေဖြစ်၍နတ်ပြန်နေလေကြီးမြတ်သော ဥပုံနေဖြစ်သည်ကိုယူဒလူတို့သည်ထောက်၍အလောင်းကောင်တို့ကိုဥပုံနေ၌လဝါကတ်တိုင်ပေါ်မှမရှိစေခြင်းငှာပြိလက်မင်းထံသို့ဝင်ပြီးလင်ခြေကိုချိုး၍ထိုအလောင်းကောင်တို့ကိုယူသွားရမည်အကြောင်းအခွင့်တောင်းကြ၏ ထိုအခါစစ်သူရဲတို့သည်တွား၍ကိုရိုနှင့်အတူလဝါကတ်တိုင်မှရိုက်ထားသောသူနှစ်ယောက်တို့၏ခြေကိုချိုးလေ၏ယေရှုထံသို့ရောက်၍အသက်မရှိကြောင်းကိုမြင်လျှင်ခြေကိုမချိုးဘဲစစ်သူရဲတယောက်သည်နဘေးတော်ကိုလှန်နှင့်ထိုးဖောက်၍သွေးနှင့်ရည်သည်ချက်ချင်းထွက်လာ၏ထိုအကြောင်းအရာကို မြင်သော သူသည်တည်တည်ခံ၏သူ၏တည်တည်ခံချက်သည်လည်းမှန်ပေ၏ သင်တို့သည်ယုံကြည်မိအကြောင်းသူပြောသောစကားမှန်သည်ကိုသူသိ၏ထို့အကြောင်းအရာကသူ၏အယိုးကိုမချိုးရဟုစံစာလာချက်ပြည့်စုံမိအကြောင်းသည်တပန်စံစာလာသည်ကထို့သူတို့သည်မိမိတို့ထိုးဖောက်သောသူကိုရှုမြင်ရကြလိမ့်မည်ဟုလာ၏ထိုနောက်မှအရိမသည်မြို့သားယောသတ်သည်ယူဒလူတို့ကိုကြောက်၍မထင်မရှားတပည့်တော်ဖြစ်သည်နှင့် ပိလက်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုယူသွားမည်အကြောင်းအခွင့်တောင်း၏ပိလက်မင်းအခွင့်ပေးလင်ထိုသူသည်သွား၍ယေရှု၏အလောင်းတော်ကိုယူလေ၏အထက်ကညအခါယေရှုထံတော်သို့လာသောနိကောဒင်သည်လည်းအခွက်30မျှလောက်အချိန်ရှိသောမုရံနှင့်အကျော်ကိုယောနောသောနတ်တာပြောင်းကိုဆောင်လျက်လာ၏ ထိုသူတို့သည်ယေရှု၏အလောင်းတော်ကိုယူ၍ယူဒလူတို့၏တင်းကြိုခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်းထုံးစံရှိသည့်အတိုင်းနန့်သားမျိုးနှင့်တကွပိတ်ပစိုးဖြင့်အလောင်းတော်ကိုပတ်ရကြ၏လက်ဝါးကတ်တိုင်မှရိုက်ထားသောအရက်တွင်ဥယင်ရှိ၏ထိုဥယင်၌တရကိုမြမတကြိုဘူးသောတင်းကြိုင်တွင်သည့်ရှိ၏ယူဒလူတို့၏အဖိတ်နှင့်ဖြစ်သောကြောင့်အနီးအပားတွင် ရှိသောထိုတင်းကြိုင်တွင်၌ လောင်းတော်ကိုထားကြ၏ဇာနရသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေဖဖရားသခင် ခင်ယေရှုခရစ်တော်ဤလဝကတိုင်ပေါ်မှာအသက်တော်ဆုံးခြင်းပြင်းစွာသော ဝေဒနာများကို ခံစားတော်မူခြင်းတို့သည်ယနေ့ကျွန်ုပ်တို့တရားချင်းစီတိုင်းတို့ဤအပြစ်များအတွက်ကယ်တင်ခြင်းကျေးဇူးတော်သည်လုံလောက်လျက်ပြည့်စုံကြောင်းကျွန်ုပ်တို့အားမိမိကိုယ်ကိုဆွံ့လွတ်ခြင်းဖြင့်ရွေးနှုတ်တော်မူပြီးဖြစ်ကြောင်းကိုတော်ဤအနက်အနည်းဆုံးကျေးဇူးတော်ဤအရင်အမြင့်ကို တတိယစီတော့ကြောင့်အထူးပင်ကျေးဇူးတင်ပါ၏ကားတိုင်းတော်ပေါ်ရှိ သခင်ဤခြေနှင့်လက်များမှယူစီတော်အသွေးတော်သည် အကျွန်ုပ်တို့ကိုတန်ရှင်းစင်ကြယ်စေတော်ကြောင့်ကျေးဇူးတင်ပါ၏သခင်ဤနာကျင်ခြင်းရှက်ကြောက်ခြင်းနှင့် အထီးကျန်ဆန့်ခြင်းတို့ကို အောက်မေ့ကမိမိတို့၏အသက်တာ၌နှိမ်ချခြင်းဆွတ်လွတ်ခြင်းဖြင့်အခြားသူများအား ချစ်နိုင်သောချစ်ချင်းမြတ်တာများကို ပေးသနာတော်မူပါသခင်အားညှင်းပယ်ခဲ့သော သူများ သခင်အားကယ်ရဲလောင်ပြောင်ခဲ့သော သူများကိုပဲခွင့်လွှတ်ခဲ့ပြီးကျွန်ုပ်တို့ကိုပဲခွင့်လွှတ်လျက်ချစ်ပေးနေသောကြောင့်ဂျေဇူးတင်ပါ၏ကိုရောဤခွင့်လွှတ်တော်မူခြင်းချစ်ချင်းမြတ်တာတရားကို သိရှိနားလည်လျက်ကျွန်ုပ်တို့အချင်းချင်း၌လည်း ခွင့်လွတ်တတ်သောစိတ်နှလုံးသားများရှိစေတော်မူပါ သခင်ဤကားတိုင်းပေါ်မှချစ်ချင်းမြတ်တာနှင့်ဆွလုံးအနစ်နာခံမှုတို့သည်ကျွန်ုပ်တို့အားသာဝရကယ်တင်ခြင်းနှင့်ညှော်လင့်ခြင်းကို ပေးစွမ်းတော်မူခြင်း ဖြစ်ကြောင်းနှက်ဆိုင်စွာ နားလေစီလျက်နေ့စဉ်ဘဝအတ္တ၌ကျွန်ုပ်တို့သည်လည်းကိုယ်လဝါကတိုင်းကို ကိုထမ်းလျက်သခင်နောက်တော်သို့ရဲရင်စွာ အသက်ရှင်လျှောက်လန်းနိုင်သောဘဝအသက်တာအတီးအီးဖြစ်နိုင်စေဖို့ယံမှာသတနာတော်မူပါမိအကြောင်းမြတ်တော်မူသောသခင်ယေရှုခရစ်တော်ဖခင်ဤနာမတော်အားဖြင့်ယူသေးစွာဆုတောင်းဆက်ကပ်ကြပါ၏အာမင်တော်ရပြသည်တင်ကိုကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။ထာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသော။ထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသော။တမိတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမြတ်တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည့် သင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်